မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ5ရက်နေ့ရက်မွန်တဲ7နှစ်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။မင်းအောင်လိုင်ကသူ့ကိုပိုင်နေရင်ကြီးကိုဒေါ်လာတန်60နှိပါတုံးပြီးတော့လေရင်အတွင်းပိုင်းကိုလည်းသူ့စိတ်တိုင်ကြပြင်ဆင်ခဲ့တယ်လို့သိရပါဗျ။ဒေါ်အောင်ဆန်းစုကြည်နဲ့မြမပြည်သူတွေရဲ့မပြီးဆုံးနိုင်တဲ့အိမ်မက်ဆိုရီပပျောက်ရေးဂျောင်းဝင်ဆွတ်ဖက်ရန်ဒီတိန်ဝင်ကြီးချုပ်ကိုတိုက်တွန်းလိုက်ပါရရှင်။ ညရီမျိုးအမတ်ခွန်ရက်ကွက်ကအုတ်ချုပ်ရည်မှုလှဝင်ပြစ်ခတ်ခံရပြီးတေဆုံသွားပါတယ်။ရွာငံမျိုးနဲ့ပြည်သူလူတော်ကိုယ်စားလှယ်ဦးအောင်စုမင်ဖန်ဆီးခံရပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့စစ်ကြောရေးစကားမှာကြာဆုံးသွားပါတယ်ရှင်။မြန်မာပါဝင်နိုင်ငံပေါင်း16ခုမှ နိုင်ငံသားများအမေရိကန်နိုင်ငံကို ခရီးသွားခွင့်တားမြင့်တဲ့ အမေကိုအမေရိကန်သမ္မတထရန်ကလက်မှတ်ရေးထိုးကမြန်မာနိုင်ငံသားတွေကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်တတ်လိုက်ပါတယ်ရှင်။ KDB ကအပြန်သွေးသစ္စာတချင်အော်ဆိုခဲ့တဲ့ NAM CDN ចောင်းအုပ်ကြီးအပါအသုံးဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။ဒီသတင်းနဲ့တူဒီကနေ့မွန်တဲ12နိုင်ချင်းအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမစုံသတင်းတပုတ်အနေနဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုအသုံးပြုဖို့ငားရမ်းထားတဲ့ Albert အမျိုးသား A319HYALK ကိုဝယ်ယူရမှာနိုင်ငံတော်ဘတ်ဂျက်မှာ American Dollar တန်60နီးပါးအသုံးပြုခဲ့ပြီးမင်းအောင်လိုင်းစိတ်တိုင်းကျလေရင်ကိုပြင်ဆင်ခဲ့ကြောင်းမြန်မာလေကြောင်းသတင်းရင်းမြစ်ကပြောပါတယ်ယခုနှစ်ဖေဖော်ဝါရီလမှာမင်းအောင်လိုင်းနဲ့မိသားစုအသုံးပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငားရမ်းချတဲ့ Albert အမျိုးအစား A319 HYALK ကိုဝယ်ယူခဲ့ရမှာ American Dollar တန်60နီးပါးအတုံးပြုခဲ့ကြ။အဲဒီ American Dollar တန်60နီးပါးမှာလေရင်ကိုအပြည့်ပြည့်ဝယ်ယူခြင်းနဲ့မရောင်းနိုင်စိတ်တိုင်းကြလေရင်အတွင်းခန်းတွေကိုပြင်ဆင်ခြင်းအတွက်အတုံးပြုခဲ့တာလို့သိရပါတယ်။အပြည့်ပြည့်ဆိုင်ရာမြန်မာလေကြောင်း MAI ကအမိခံပေးထားတဲ့အဲ့ဒီ Albert လေယာဉ်မှာမင်းအောင်လိုင်ခရီးစဉ်တွေအတွက်တီးတက် အသုံးပြုနေပြီးတော့အဲ့ဒီလင်ရင်နဲ့မရောက်နိုင်မိသားစုကပြပခရီးစဉ်တွေကို တိတ်တဆိတ်သွားရောက်လို့ရှိကြောင်းလည်းသိရပါဗျ။လွန်ခဲ့တဲ့နှစ်အတွင်းမှာမရောက်နိုင်တဲ့ဇနီးကျူကျူလာတာသမီနဲ့မျိုးတွေကစင်ကာပူကိုအလဲပတ်သွားတာနဲ့တောင်ကိုရီးယားနိုင်ငံကိုမရောက်နိုင်ရဲ့ဇနီးနဲ့တာသမီတွေကဈေးဝယ်ထွက်ရာတွေမှာ MAI Airbus လေယာဉ်ကိုအသုံးပြုကြောင်းလည်းသိရပါဗျ။ MAI လေကြောင်းလိုက်မှာရခင်က KPZ ်ဦးအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့ပေမဲ့ယခုအခါမှာ24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဦးအောင်အောင်စောကပိုင်ဆိုင်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗြိတိန် Conservation Party ရဲ့လူအခွင့်ရေးကော်မရှင်ကမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ပြောမထွက်နိုင်လောက်အောင်ဆိုးရွားတဲ့အဖြစ်အဆိုးတွေအတော့ကိုရိုင်းချောင်းဝင်ဆွဖတ်ရန်ပြည်တိန်မှာနေထိုင်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနဲ့တွေ့ဆုံဖို့ပြည်တိန်ဝင်ကြီးချုပ်ကီစတာမားကိုတိုက်တွန်းလိုက်ပါရရှင်။ လွန်ခဲ့တဲ့လေးနှစ်ကဒီမိုကရေစီနှိကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုဖျောက်ချခဲ့တဲ့ဆီယာနာသိမ်းမှုအပြီးဒေါအောင်ဆန်းစုကြည်နဲ့အခြားနိုင်ငံရေးအကျဉ်းသား2000 2000တို့ရဲ့အခြေအနေကိုမိမောင်းထုတ်ပြတဲ့အစီရင်ခံစာအစ်စ်မှာအဲ့လိုမျိုးတောင်းဆိုထားတာဖြစ်ပါတယ်။အစီရင်ခံစာမှာအယက်တာရီအပေါ်ကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်တိုက်ခိုက်မှုတွေကိုမိမောင်းထုတ်ပြထားပြီးအစုလိုက်ပြုံလိုက်တက်ဖြတ်မှု ကောင်းဖြတ်တတ်မှုကိုမြတ်မှုမတိမ်မှုနဲ့ညီမနှိမ့်ဆောက်မှုများအပါအဝင်ရက်ဆက်ရုပ်မာမှုတွေကို အသေးစိတ်ဖော်ပြထားပါတယ်။2029နှစ်ချခံရတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါက်အောင်ဆန်းစုကြည်ကရိုဟင်ဂျာမူဆလင်လူနည်းစုများကိုမြန်မာနိုင်ငံရဲ့အကြမ်းဖက်မှုအပေါ်နှုတ်ဆက်နေခဲ့ပြီးတဲ့နောက်မှာအမျိုးမျိုးရှုမြင်ခံခဲ့ရပါတယ်။ဒေါက်အောင်ဆန်းစုကြည်ရဲ့ဘဝအနှိမ့်အမြင့်အတက်အကျတွေကိုပုံဖော်ရိုက်ကူးထားတဲ့ Cancer the Right and Few Out Asan Suji ဆိုတဲ့ Independent TV ရဲ့မှတ်တမ်းရုပ်သံမှာပြည်ထောင်နိုင်ငံသားရေးဝန်ကြီးဟောင်း William Hague ကမြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဟောင်းကိုဝေဖန်နိုင်တယ်လို့သူမလွတ်မြောက်ရေးအတွက်လဲလှုပ်ရှားတင်ကြောင်းပြောပါတယ်။ယခုနေ့အစောပိုင်းမှာပြည်ထောင်နိုင်ငံသားရေးဝန်ကြီး David Lammy ကဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တမိုင်းဝင် တောင်းဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ David Lammy ကဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးရန်နဲ့မြန်မာပြည်သူများ ထိုက်တန်နဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပေးဆောင်ရန်စစ်ကောင်စီကို ပထမဦးဆုံးအကြိမ်တိုက်ရိုက်တိုက်တွန်းခဲ့ပါတယ်။အစီရင်ခါစာကိုရေးသားတဲ့ Conservative Party လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနဲ့ဝန်ကြီးဟောင်းတဦးဖြစ်သူ Tim Longton ကအစီရင်ခံစာပါတွေ့ရှိချက်တွေအရငလင်တန်ခံထားရတဲ့မြန်မာမှာစိုးရွားလို့နဲ့လူ့အခွင့်အရေးအကြက်အတဲများကို ဖြည့်ရှင်းရန်အရေးပေါ်တန်လန့်မှုဖြစ်ကြောင်းနဲ့မြန်မာအခြေအနေက ျော်မထွက်နိုင်လောက်အောင်ဆိုးရွားတဲ့အဖြစ်ဆိုဖြစ်ကြောင်းလည်းပြောပါရင်မြန်မာအခြေအနေကဆိုးရွားဆုံးလူမဆန်မှုများကြုံတွေ့နေရတယ်။မပြီးဆုံးနိုင်တဲ့အိမ်မက်ဆိုးဖြစ်နေပြီးမခံမရက်နိုင်လောက်အောင်ဆင်းရဲဒုက္ခများနဲ့ရက်ဆက်ကြမ်းကြုတ်မှုများအဆင့်ထိရောက်နေနိုင်ကြောင်းပြည်ထောင်ဦးဆောင်တဲ့နိုင်ငံတကာအတိုင်းအဝိုင်းနဲ့အဲ့ဒီအိမ်မက်ဆိုးကို အဆုံးသတ်ပေးရန်နဲ့လူမဆန်မှုရက်ဆက်ကြမ်းကြုတ်မှုနဲ့ ပြစ်မှုမြောက်တဲ့လောက်ရက်တွေအတွက်တာဝန်ခံမှုရှိစေရေးစားတဲ့တိုးကျိုးပန်းရန်အချိန်ကောင်းလို့ကော်မရှင်ဥက္ကဋ္ဌ Tim Longton ကပြောပါတယ်။ကော်မရှင်ထံတတ်တည်ထွက်ဆိုသူတွေထဲမှာဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူ King Arif မြန်မာနိုင်ငံမှာရွှေပောင်650အကျဉ်းချခံရတဲ့စီးပွားရေးအကြံပေးဟောင်းပေါမော့ကချောင်တာနေနဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလုံးဆိုင်ရာလူအခွင့်ရေးကိုယ်စားလှယ် 2in Drew ပါဝင်ပါတယ်။ အဖြစ်ဆိုကြုံနေရချိန်မှာမြန်မာပြည်သူတွေဘက်မှပြက်ပြက်တတနဲ့တတက်ကြွကြွရက်တီပင်ရန်မြန်မာနိုင်ငံကိုလက်နက်ရောင်းချမှုတွေကိုကဘာကပိတ်ပင်ကြရန်နဲ့စစ်အာဏာရှင်ကိုငွေကြေးထောက်ပံ့မှုများရပ်တန့်ရန်ပြည်ထိုင်အစိုးရကိုတောင်းဆိုကြောင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်ကော်မရှင်ကမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစီအဝေးအမြန်ဆုံးခေါ်ယူရန်လည်းပြည်ထိုင်အစိုးရကိုတောင်းဆိုထားပါရဲ့ရှင်။လန်မီက ဝီလျံဟိတ်အပါအဝင်ပြည်ထိုင်နိုင်ငံခြားရေးဝန်ကြီးဟောင်း၃ဦးနှီးတူဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကဒီမိုကရေစီအတွက်တွန်းအားတစ်ခုဖြစ်တာကြောင့်အကွက်စင်ဆွဲချက်တွေနဲ့နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတယ်လို့ဝီလျံဟိတ်ကပြောပါတယ်ရှင်။ဆလဘီကရင်ပြည်နယ်မြောက်ရီမြို့အမတ်ခွန်ရက်ကွက်မှာအုတ်ချုပ်ရည်မှုလှဝင်ပြစ်ခတ်ခံရပြီးတေဆုံသွားကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရယ် မနေ့ကမေလ၄ရက်နေ့မွန်းလယ်တနင်္ဂနွေခန့်မှာမြောက်ရီမြို့အမတ်ခွန်ရက်ကွက်အုတ်ချုပ်ရီမူလာဝင်ကစောချစ်သူလမ်းအတွင်းကိုကားနဲ့ဝင်လာစဉ်မှာအမည်မသိတဲ့တနတ်သမားတွေကကားကိုကြားပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုအတွင်းအုတ်ချုပ်ရီမူလဝင်ကပွဲချင်းပြီးတည်ဆုံခဲ့ပြီးပြစ်ခတ်မှုဖြစ်ပွားပြီးခဏအကြာမှာပဲအကြံဖတ်စစ်ကောင်စီတပ်သားတွေကလာရောက်ပြီးတော့အလောင်းကိုတည်ဆောင်သွားကြောင်းလည်းသိရပါဗျ။မြောက်ရီမြို့အမတ်ခွန်ရက်ကအုတ်ချုပ်ရီမူလဝင်ပြစ်ခတ်ခံရပြီး တည်ဆုံးသွားပြီလို့သိရတယ်ဒီနေ့မွန်လွယ်ပိုင်းကဖြစ်သွားတာဘယ်အဖွဲ့ကလာပစ်တယ်ဆိုတာတော့မသိဘူးကားကိုကြားပြီးတော့ပစ်သွားတာလို့သိရတယ်ပြစ်ခတ်မှုဖြစ်ပြီးမကြဘူးစစ်ခွေတွေရောက်လာပြီးတော့အလောင်းကိုတည်ထုတ်သွားတာလို့ဒေတာတတိယရင်းမြစ်ကပြောပါတယ်တည်ဆုံးသွားတဲ့အုတ်ချုပ်ရည်မူလာဝင်ကပြည်သူတွေကိုနှီးမျိုးစုံနဲ့အနိုင်ကျင့်နေသူဖြစ်ပြီးတော့ပြည်သူတွေထံထာမလဲငွေကြေးတောင်းရန်ကြမ်းတမ်းသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။ဒါ့အပြင်ယနေ့ည၈နာရီခန့်ကအကြမ်းဖက်စစ်တပ်ရဲ့ 285တရင်မှာလက်နက်ကြီးနဲ့ဇက်တိုက်ရန်တမ်းပစ်ခတ်နေပြီးဘယ်နေရာကိုကြားရောက်ပောက်ကွဲတယ်ဆိုတာကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းဒေတာပြည်သူတွေကဆက်လက်ပြောဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်တနုကိုပိုင်အုတ်ချုံခွင်ရရွာငံမြို့နယ်မဲဆန္ဒနယ်မှာပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းကစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံရပြီးတဲ့နောက်မှာစစ်ကြောရေးစခန်းမှာကြာဆုံးခဲ့ကြောင်း ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကတည်ထောင်ပြန်ထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာပြည်ဦးလွင်မြို့မှာတန်းရှောင်နေစဉ်ရွာငန်းမြို့နယ်မဲဆန္ဒနယ်မှာပြည်သူလွတ်တော်ကိုစလဲဦးအောင်စိုးမင်းကအာနာသိန်းစစ်ကောင်စီရဲ့ဖမ်းကြီးခြင်းကိုခံခဲ့ရတာပါ။အဲ့လိုမျိုးအကြံဖတ်စစ်ကောင်စီရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းကလွန်ခဲ့တဲ့လအနှဲငယ်ကတည်းကစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့တာလို့သိရပါဗျ။ ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခြင်းအပေါ်ကိုပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီအနေနဲ့များစွာစိတ်မကောင်းဖြစ်ရပြီးအဲ့ဒီတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့အပြည့်အဝတာဝန်ရှိတဲ့အကြံဖတ်စစ်ကောင်စီကိုပြပြင်းထန်ထန်ရှုတ်ချကြောင်း CRPH ကထုတ်ပြန်ကြေညာလိုက်ပါတယ်တချိန်တည်းမှာပဲစစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံရတဲ့တမရဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်များအတွက်လည်းများစွာစိုးရိမ်ပူပန်လျက်ရှိကြောင်းအကြံဖတ်စစ်ကောင်စီရဲ့လူမဆန်စွာညှင်းပန်းနှိပ်စက်ခြင်းစိုးရွားစွာပြုမှုဆက်ဆံခြင်းနဲ့လုံလောက်တဲ့စေကူတောက်ခွင့်မရတာကြောင့်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၃ဦးလည်းထောင်တွင်းမှာပဲတည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ရှိကြောင်း CRPH ကဆိုပါတယ် ဒါပြင်2022ခုနှစ်ဇွန်လမှာမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးပြီးတဲ့နောက်မှာလမ်းဘေးတနေရာမှာရက်ဆက်စွာတပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။နောက်ဆုံးကောက်ယူထားတဲ့အချက်လက်တွေရနေရက်စွန့်ခွာတင်းရှောင်နေတဲ့ပြောင်စုလွတ်တော်ကိုယ်စားလှယ်စက်တဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စက်သုံးဦးတို့ကလုံလောက်တဲ့စေကူတာမှုမရတာကြောင့်တေဆုံးခဲ့ရတယ်လို့လည်းသိရပါဗျ။ အခြားများစွာသောရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့သူတို့ရဲ့မိသားစုဝင်တွေက အခြားနေရာတွေမှာအိန္ဒိနာချင်းနိုင်ငံတွေနဲ့အခြားသောနိုင်ငံတွေကိုတင်းရှောင်နေရဆဲဖြစ်ပြီးတော့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ခံထားရကြောင်းလက်ရှိအချိန်ထိအာနာဒိတ်စစ်ကောင်စီကပြည်တော်စုအဆင့်လွတ်တော်ကိုယ်စားလှယ်၁၈ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်၄၁ဦးကိုဖမ်းဆီးထားကြောင်းလည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးအမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအန်တရာယ်မှကာကွယ်ရန်မြန်မာအပါအဝင် နိုင်ငံပေါင်း16နိုင်ငံမှနိုင်ငံသားတွေအနေနဲ့အမေရိကန်နိုင်ငံကိုခရီးသွားဝင်ရောက်ခွင့်တားမြစ်နဲ့အမိတ်ကိုအမေရိကန်သမ္မတထရန့်ကယနေ့မှလက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းအရသိရပါတယ်မြန်မာနိုင်ငံသားများကအမေရိကန်နိုင်ငံကိုခရီးသွားလာဝင်ရောက်ခွင့်လုံးဝကန့်သတ်ခံရတဲ့နိုင်ငံပေါင်း၁၂နိုင်ငံအတွင်းမှာပါဝင်ကြအာဖဂန်နစ္စတန်မြန်မာ chad congo tamra naiga ecuador rian guini eritrea haiti iran libya somalia sudan ဂျီမင်စုစုပေါင်းနိုင်ငံ12ခုမှာ နိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝအပြည့်အဝကန့်တတ်လိုက်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံသားများကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရခြင်းမှာအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားတွေရဲ့ဗီဇာတက်တမ်းကျော်လွန်နေထိုင်မှု များပြားချင်းကြောက်ဖြစ်ပြီး B1 B2 ဗီဇာဖြင့်တက်တန်းလုံးနေထိုင်မှု29.39ရာခိုင်နှုန်း FN နဲ့ J ဗီဇာတက်တန်းလုံးနေထိုင်မှု42.1ရာခိုင်နှုန်းရှိကြောင်းဒါ့အပြင်မြန်မာနိုင်ငံကအမေရိကန်ကဖယ်ရှားတဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံရန်ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းအမေရိကန်သမ္မတအင်ဖြူရောကသတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်တစိမ့်တသေးသကန့်သတ်ခံရတဲ့နိုင်ငံပေါင်းခုနှစ်ခုရှိပြီးတော့အဲ့ဒီနိုင်ငံတွေကဘူရွန်ဒီ၊ကျူဘာ၊လာအို၊ဆီးရီးယားလီယွန်၊တိုဂိုတက်မင်းနစ္စတန်နဲ့ဗနီဇဲလားတို့ဖြစ်ကြောင်းလည်းသိရပါတယ်။ဒါပြင်အမေရိကန်ပြည်ထောင်စုမှတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများလက်ရှိရှိရင်းဆွဲဗီဇာကင်ဆောင်ထားသူများတချို့သောဗီဇာအမျိုးအစားနဲ့အမေရိကန် အမျိုးသားအကျိုးစီးပွားကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်တွေအတွက်ချွင်းချက်အနေနဲ့အမေရိကန်မှာနေထိုင်ဝင်ရောက်သွားလာခွင့်ဆက်လက်ခွင့်ပြုထားကြောင်းလည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကမ်ဘလူမြို့မှာ KTV ကအပြန်အရောက်မှုပြီးတော့တော်လန်ရေးတချင်းဖြစ်တဲ့သွေးတစ္ဆာတချင်းကိုအော်ဆိုခဲ့တဲ့ NAM CDN ပညာရေးဝန်ထမ်း၃ကိုစစ်ကောင်စီကဖမ်းဆီးတရားစွဲဆိုထားတယ်လို့ကျွန်းလာကမ်ဘလူတက်ကြွလှောက်ရှားသူများအဖွဲ့ထံကနေသိရပါတယ်။ အဲ့ဒီ၃ဦးဟာမေလ22ရက်နေ့မှာ KTV ကအပြန်မြို့ပေါ်လမ်းတလျှောက်ဆိုင်ကယ်စီရင်သွေးသစ္စာတခြင်းကိုအော်ဆိုခဲ့ကြတာဖြစ်ပြီးတော့မေလ28ရက်နေ့မှာနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့ကျောင်းဝင်းအတွင်းကနေလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ကျွန်းလာကံပတူတန်းကြွလှောက်ရှားသူများအဖွဲ့ကဒီကနေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်အခုလက်ရှိအာထကားတက်မှာကျောင်းအုပ်ကြီးလဲဖြစ်နေတာရဲ့ ။တန်တဲ့နှစ်ယောက်ကလည်းအထက်တန်းပြနဲ့တောင်းဆောက်ဖြစ်နေတော့မြို့ပေါ်ကလူတွေလည်းအံ့ဩနေတာ။အဲဒီကမိန်းလန်းပေါ်မှာနေတဲ့သူတွေအကုန်တည်တယ်။အထူးဆန်းဖြစ်လို့ထွက်တောင်ကြီးကြတယ်။ပြီးတော့သူတို့နေတဲ့အကြောင်းမှလည်းအဆောက်ပြုတွေရှိတယ်လေ။အဲဒီကအကြောင်းမှခံဝင် ထိုးခိုင်းတယ်လို့ပြောတာပဲ။ချက်ချင်းမဖန်ဘူးမေ28ရက်နေ့ကနိုင်ငံတော်အကြီးညိုပြက်စီမှုဆိုပြီးအထက်က ကျောင်းဝင်းအတွင်းကိုလာဖမ်းသွားတာလို့ကံဘလူမြို့ကန်တအူးရဲ့ပြောကြားချက်ကိုသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီဖမ်းဆီးခံရသူတွေဟာကံဘလူမြို့အမတ်တအထက်တန်းကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးဦးမိုးထွန်းအထက်တန်းပြကျောင်းဆရာဦးစိုးသင်းနဲ့ကျောင်းဆောင်ဖြစ်သူဦးညွန့်ဝင်းတို့ဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံထားရတဲ့ကျောင်းဆရာနှစ်ဦးနဲ့ကျောင်းဆောင်ကို ဆရာတော်ဝါတဝအမိတ်နဲ့ပြန်လွတ်ပေးမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးမြဲဒီနေ့ဒီချိန်ထိပြန်လွတ်လာတာမရှိသေးဘူးလို့လည်းသိရပါရဲ့ရှင်ဒီကနေ့မွန်းတဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်